ယ်။မင်္ဂလာပါရှင်။ကျွန်မကတော့ချီချိုဆမ်းပါ။ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။မကွေးတိုင်းအညာဒေသအခြေဆိုင်တပြေတော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတပ်ကွယ်တွေမှအုံပြုဖို့မောင်းသူမဲ့ကရေဒီယိုကွန်ထရိုကာ RC ကားကိုတီထွင်အောင်မြင်ခဲ့တဲ့အကြောင်းပြီးခရက်ရက်ပိုင်းကသူတို့ရဲ့လူမှုကွန်ရက်ဆာမနာကနေထုတ်ပြန်ပြသခဲ့ပါတယ်။ ပထမဦးဆုံးအကားဖြစ်တဲ့အတွက်စံသက်ပြင်ဆင်ချိန်က6လလောက်ကြာမြင့်ခဲ့ပြီးတပ်ဖွဲ့တွေမှအုံပြုဖို့ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့တပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။အဲ့ဒီမောင်းသူမဲ့ကားကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလအထက်မှာတီထွင် အောင်မြင်ခဲ့ပေမဲ့အခု2025ခုနှစ်မေလ26ရက်နေ့မှာပြည်သူတွေကိုချပြခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။တပ်ဖွဲ့တွေမှာတော်လှန်ရေးရဲဘော်တွေရဲ့လူသားအရင်းမြစ်တွေဆုံးရှုံးထိခိုက်မှုနည်းနိုင်သမျှနည်းအောင် နေပညာနဲ့တိုက်တဲ့စစ်ပွဲတွေဆင်နွှဲနိုင်ဖို့ရည်ရွယ်ပြီးအစစ်မြင့်တဲ့အဝေးထိန်ကွန်ထရိုးစနစ်တွေမြင့်တင်နိုင်ဖို့ကြိုးစားနေတယ်လို့လည်းတပ်ဖွဲ့တာဝန်ခံရဲဘော်ဂိတ်ဆုံးက TPP ကိုပြောပါတယ်။အဲ့ဒီ RC ကားတွေတွင်တွင်ကြဲကြဲထုတ်လုပ်အသုံးပြုနိုင်ဖို့အတွက်လည်း NUG အပြင်တခြားမဟာမိတ်အဖွဲ့တွေနဲ့ပြည်သူလူထုရဲ့ပံ့ပိုးမှုတွေကိုလည်းမျှော်လင့်တယ်လို့တပ်ဖွဲ့တာဝန်ရှိသူတွေကပြောကြားထားပါတယ်ရှင်။ မန္တလေးမြို့ Sky Villa ဆောင်းကနေမြို့သမီးရုပ်အလောင်း၃လောင်းနဲ့ရွှေတပိတ်သားခွဲဝန်းကျင်အပြင်ရွှေတယ်နဲ့ငွေကျပ်သိန်း၁၀၀၀လောက်မေလ၂၉ရက်နေ့မှာရှာဖွေတွေ့ရှိတယ်လို့မိသားတစ်ဖွဲ့ကထုတ်ပြန်ပါတယ်ရန်တရားတွင်နဲ့ရှင်းလင်းရှာဖွေနေရမှာဘီအဆောင်အခက်အမှတ် J4 ကနေမနက်9:00နာရီခွဲလောက်ကမြို့သမီး2ယောက်9:45မိနစ်မှာမြို့သမီး2ယောက်စစ်စုပေါင်းမြို့သမီး3ယောက်ရဲ့ရုပ်အလောင်းတွေထုတ်ယူရရှိခဲ့တယ်လို့ဆိုပါတယ် ပြီးတော့ဘီအဆောင်အခန်းအမှတ် H7 ကနေမြန်မာငွေ3950ကျော်နဲ့ရွှေ30ကျပ်သားကိုတော့9ကျပ်သားလေးတော့အပြင်ရွှေတုံးတချို့နဲ့လက်ဝတ်ရတနာတွေအပါအဝင်စာချုပ်စာတမ်းတချို့ကိုတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီပစ္စည်းတွေကိုပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကတဆင့်ပိုင်ရှင်ဖြစ်သူစီလွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။ အင်အားပြင်းကလင်ကြောင့်မန္တလေးက Sky Villa အင်ချင်းကွန်ဒိုနဲ့ Great World Hotel တို့မှာလူအသေးပြောက်အများဆုံးဖြစ်ခဲ့ပြီး Sky Villa ကနေဒီကနေ့အချိန်ထိရုပ်အလောင်း၁၃၀ဝန်းကျင်ရှာဖွေတွေ့ရှိထားပါတယ်ရှင်။အခြေခံနဲ့ဇာလုခတရက်ကို3ဒေါ်လာနဲ့ထပ်ပေးဖို့ဆန္ဒပြတောင်းဆိုနေတဲ့ GTIG2 အထက်ချုပ်စက်ရုံလုံတမားတွေအလုံးရှင်နဲ့ပြည်လည်မှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ ရန်ကုန်တိုင်းဝါတရဆမှုဆောင်အတွင်းမှာရှိတဲ့တရုတ်နိုင်ငံသားပိုင်းဂိုဟူဝါဂယ်လရီအထက်ကျုပ်စက်ယုံလုပ်သားတွေကအခြေခံလုခလာစာတောင်းတုံးတောင်ကိုတိုးမြင့်ပေးရေးအတွက်ဇန်နာပြတောင်းဆိုရမှာတနစ်နေစားကဒေဂျီ1500ကျပ်နဲ့အလို့ရှင်အလို့သမား2ဦးနှစ်ဖက်တဘောတူညီချက်ရရှိခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့တောက်ကြနေ့မေလ23ရက်နေ့ညနေပိုင်းမှာ အယုံဆက်ရှင်အတွက်မိဖုခံကြီးတတောင်းကျက်တိုးမြင့်ပေးတဲ့ကိစ္စကစတင်ပြီးအခြေခံနိစာခါနဲ့အချိန်ဖို့ကြေးရီတိုးမြင့်ပေးဖို့တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။နောက်ဆုံးမှာတောင်းတထောင်နိုင်ငံရနဲ့ဆင်ပြေသွားတယ်ဗျ။တောင်းတထောင်နိုင်ငံကိုဟောခံစားခွင့်ကျေစုဥပဒေနဲ့ခံစားခွင့်ရှိတဲ့ရဲ့ခွင့်ရတယ်ဆိုလည်းတောင်းတထောင်နိုင်ငံကပြေးရမယ်ဗျ။ဒီစိုက်ရုံနေတဲ့မှာဆိုတိုးတောင်းနိုင်နိုင်မှုလိုပဲမြင်ပြီးပါတယ်။ဒီမဆန်းလို့ဆိုရင်တတိကြာကြီးကြာရလေ။နောက်မှာတော့ဟိုဆန္ဒပြလိုက်တာ ်တို့ဘက်ကလည်းတာအီးချင်းမခံနိုင်ဘူး။အော်ဝန်ထမ်းတွေဘက်ကကြောက်လေသူတို့ဟိုဒီနေ့ပမာဏနဲ့နှီးချက်ဆုံးကြောက်လို့ဟိုတောင်းဆိုပြီးအားရှင်ပြေးသွားခဲ့ပေါ့ကျွန်တော်တို့အဓိကကတော့ကျွန်တော်တို့ဝန်ထမ်းတွေကြီးလုံးခဲ့လို့ပေါ့နော်ကျွန်တော်တို့တောင်းဆိုနေရတဲ့ကျွန်တော်ဝန်ထမ်းတွေကြီးကြီးလုံးလုံးနဲ့ဟိုအားလုံးပါဝင်အားပေးကြလို့ဒီလိုမျိုးကြားနေကောင်းနေရပါဘူးအဲ့တော့ကျွန်တော်တောင်းနေတဲ့ဆဲုံတွေလည်းကိုလိုလိုကြီးကြီးလုံးလုံးနဲ့ကိုလိုချင်တဲ့အဲပန်းနိုင်တဲ့ကိုရောက်သွားဖို့ကျွန်တော်ကတော့တိုက်တွန်းနေပါတယ်ဗျာ ဆက်ယုံနှစ်ရဲ့အလုတ်သမားတွေက တစုတစည်းရဲ့၃ရက်ကြာဆန္ဒပြတောင်းဆိုခဲ့ရောင်းရုံပိတ်ထားတာတွေစာထုတ်တာတွေရှိခဲ့ပေမဲ့မေလ26ရက်နေ့ညနေပိုင်းမှာတော့နှစ်ဦးနှစ်ဖက်ပြည်လည်မှုရရှိခဲ့တာဖြစ်ကြောင်းသိရပါဗျ။နေ့စာကတရက်ကို11500ဥပဒေပါခန်းစားခွင့်အပြည့်အချိန်ပိုကြီး2100နဲ့အပူကန်ကြီး15000နဲ့နှစ်ကြီး3300တို့နဲ့ပြည်လည်မှုရရှိခဲ့တာဖြစ်တယ်လို့သိရပါဗျ။အခုလိုပြည်လည်မှုရရှိခဲ့တာက အလုသမားတွေရဲ့စီလုံးနဲ့တောင်းဆိုချက်တွေနဲ့ညှိနှိုင်းတက်မှုတွေကြောင့်ဖြစ်တယ်လို့တွစီညညတော်တမကများဖွဲ့ချုပ်မြန်မာ SDUM ကဒေါ်မျိုးမျိုးအေးကပြောပါတယ်ဒီဒီတမကစိတ်ကနေသူတို့လောက်သွားတဲ့အတွက်ကျွန်မကတော့တီယာကိုဟိုလောက်သွားကိစ္စတွေကကြာတော့အတန်နားထောင်ရတယ်ဘူးမဲ့ကြည်ရအောင်ဒီမိုးမဲ့နေဒီအတန်နေကိုချန်တဲ့အဲဒီ အလုပ်ဆက်ရုံနေပြီပေါ့နော်တမကတွေကအထူးယူစီခြင်းနဲ့ဟိုချီလက်ချီကျူးတဲ့ကောင်းတဲ့ကောင်းပြပါတယ်တတန်လဲထွက်ဖို့ဆိုတာလို့ဘလောကမှာထက်တယ်အဲတောင်းထောင်ရမှာပဲရက်မယ်တို့ဟိုဆုံးဖြတ်တယ်စပူပြီးမနည်းကွယ်ပြီပေါ့နော်အော်ဒီတော့တော့ငါတို့ရက်တော့မယ်လို့တွေးနိုင်တယ်အားလုံးကအထူးပဲတတန်လဲဖြစ်သွားတဲ့အတွက်လဲကျွန်မကပို့ပြီးတော့သူတို့ကိုချီကျူးပြပါတယ်ရှင့် Google Gallery စက်ရုံအတွင်းမှာပဲ GDIG စက်ရုံငယ်ပေါင်း၄ခုရှိပြီးဝန်ထမ်းတထောင်ကျော်နဲ့လဲပတ်နေတဲ့ Only နဲ့ Backseller brand တွေချုပ်လုပ်တဲ့စက်ရုံတစ်ခုလည်းဖြစ်ပါတယ်။အခုလိုသဘောတူညီချက်ကဇွန်လ၁ရက်မှာစပြီးအသက်ဝင်မှာဖြစ်ကြောင်းလည်းသိရပါတယ်။ဒီကနေ့မေလ28ရက်နေ့မနက်မှာတော့ GDIG UNG ရုံဝန်းကအလို့သမားတွေကလည်းအခြေခံလောက်ခလာစာဒေးချေတောင်း၃000ကျပ်တူးမြင့်ပေးဖို့နဲ့အချိန်ဘူချေ၃000ကျပ်တူးမြင့်ပေးဖို့ ဥပဒေပါခန်းစားခွင့်တွေကိုလည်းတောင်းတောင်းချက်သတ်မှတ်ပေးဖို့အချက်၃ချက်ကိုတောင်းဆိုနေကြကြောင်း STUM ကနေသိရပါဗျ။လက်ရှိအာဆီယံဒေသတွေနိုင်ငံတွေရဲ့တရက်အခြေခံလုံခလာစာတွေထဲမှာမလေးရှားနိုင်ငံက17.48ဒေါ်လာနဲ့အမြင့်ဆုံးဖြစ်ပြီးထိုင်းနိုင်ငံကတော့10.81ဒေါ်လာနဲ့ဒုတိယအများဆုံးဖြစ်ပါတယ်။အဲဒီနောက်မှာတော့ကမ္ဘောဒီးယား၊ဖိလစ်ပိုင်း၊ဗီယက်နမ်၊အင်ဒိုနီးရှားတို့ကအစဉ်လိုက်ရှိနေပြီးမြန်မာနိုင်ငံမှာတော့ 2.95ဒေါ်လာနဲ့အနည်းဆုံးနေရာမှာရှိနေပါတယ်။ကျွန်မဝေပါ Ecuador နိုင်ငံကန်ယိုရန်မြို့ Esmeralda ရှိနိုင်ငံရဲ့အကြီးဆုံးရေနံချက်စက်ရုံမှာလောင်စာစီကံအတွင်မိလာမှုဖြစ်ပွားခဲ့တာကြောင့်မိလာ26ရက်ကမိခိုးတွေထထူထထက်တက်လာတာကို မျက်မြင်သက်သေတွေမြင်တွေ့ခဲ့ရပါတယ် မီးကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနိုင်ငံပါရေနံကုမ္ပဏီပက်ထရိုအီကွေဒေါ်နဲ့နိုင်ငံရဲ့စွမ်းအင်ဝင်ကြီးတို့ကပြောကြားခဲ့ပြီးကုမ္ပဏီအနေနဲ့ကြိုတင်ကာကွယ်မှုအဖြစ်လုပ်ငန်းလည်ပတ်မှုတွေကိုရပ်တန့်ထားကြောင်းလည်းဆိုပါတယ်ပက်ထရိုအီကွေဒေါ်ကုမ္ပဏီရဲ့ Esmeralda ရေနံချက်စက်ုံမှဝန်ထမ်းတွေအားလုံးကိုထိခိုက်ဒဏ်ရာရရှိသူမတွေ့ရှိရဘဲဘေးကင်းရာကဲထုတ်နိုင်ခဲ့တယ်လို့ကုမ္ပဏီဘက်ကပြောကြားထားပါတယ်။ ဒီဖြစ်ရပ်ရဲ့အကြောင်းရင်းကိုလည်းစုံစမ်းနေကြောင်းနဲ့အခြေခံဆောက်အုံပျက်စီးမှုတွေရှိခဲ့တယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင်။ DBBO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချိုချိုဆက်ပါရှင်။